ပုဂ္ဂိုလ်ရေးစည်းပေါင်းများဘယ်အချိန်မှဘလို့ချမှတ်မည်နားလည်ခြင်းကိုပုဂ္ဂိုလ်ရေးစည်းပေါင်းတွေကိုတည်ဖို့နဲ့စီတားနိုင်ဖို့ကကိုပါကိုသဘောကြတယ်ဘာကိုသဘောမကြဘူးဘယ်နေရာကစပြီးတော့꽈သွားလဲနားလည်နိုင်ဖို့အရေးကြီးပါတယ်ပုဂ္ဂိုလ်ရေးစည်းပေါင်းတွေဆိုတာကိုကိုတိုင်းနဲ့သူများတွေကြားထဲမှာကိုတားထားတဲ့စည်းပေါင်းတွေနဲ့သဘောတူညီချက်တွေပဲဖြစ်ပါတယ် စီးပောင်တွေကကိုယ်ခန္ဓာကိုကိုယ်ခံစားချက်နဲ့ကိုယ်အခွင့်အရေးတွေကိုကာကွယ်ပေးနိုင်ပါတယ်။တစုံတရာနဲ့ပူရင်းနှီးဖို့အစဉ်သင့်ဖြစ်ရင်ဆက်သွယ်ဖို့စိတ်အသင့်ဖြစ်ရင်မတူတဲ့စီးပောင်တွေပြောင်းလဲလို့ရပါတယ်။ဒါမှမဟုတ်ဘေးကင်းနဲ့စိတ်သက်သာတယ်လို့ခံစားရတဲ့နေရာတစ်ခုဖန်တီးနိုင်အောင်လို့ပူတင်းကျက်တဲ့စီးပောင်တွေချထားနိုင်ပါတယ်။ကိုကိုတယောက်ယောက်ပွေဖက်တာကိုခွင့်ပြုရင်ဒါမှမဟုတ် စိတ်အရာဖြစ်ဖြစ် ခန္ဓာကိုယ်ကပဲဖြစ်ဖြစ်ကိုယ်နဲ့နီးစပ်လာတာကို ခွင့်ပြုရင်လေဒါကကိုယ်တမင်သက်သက်ချထားတဲ့စီးပောင်တစ်ခုပဲဖြစ်ပါတယ်လူတယောက်ကိုယုံကြည်ပြီးတော့သူနဲ့အတူရှိတာသဘောကျတယ်ဆိုရင် ပွေဖက်တာဒါမှမဟုတ်ကိုယ်ရဲ့အချက်လက်တွေဖလေတာတွေက လက်ကမ်းကျူဆိုးတဲ့အပြုအမူတွေဖြစ်ပြီးတော့စိတ်ထဲနှစ်သက်နိုင်ပါတယ်ကိုပါကိုသဘောကျတယ်သဘောမကျဘူးသိထားရင် ကိုစီးပောင်တွေကိုရှင်းရှင်းလင်းလင်းပိုတိပြီးတော့ပြောနိုင်မှာဖြစ်ပါတယ်။စီးပောင်ချတဲ့နေရာမှာဥပမာကိုအိမ်မှာမရှိတဲ့အချိန်ကိုအမေကအိမ်လာပြီးတော့ကိုရဲ့မိဖို့ကြောင့်တဲမှာထမင်းဟင်းလာချက်တာကိုသဘောကျတယ်။သဘောမကျဘူးဆုံးဖြတ်ရနိုင်ပါတယ်။ကိုနဲ့အမေကြားဆက်ဆံရေးနဲ့ကိုခံစားချက်အပေါ်မူတည်ပြီးတော့ဝင်ဆွဖတ်တယ်မလို့ချင်ဘူးဓမ္မမဟုတ်လဲစိတ်ထဲလိုလားတယ်လို့ခံစားရနိုင်ပါတယ်။ အကြောင်းအရင်းမျိုးစုံကြောင့်စီးပောင်ချတာဖြစ်နိုင်ပါတယ်။ဘယ်အချိန်ဖြစ်ဖြစ်ဘာကြောင့်မဲဖြစ်ဖြစ်ကိုပါကိုသဘောကျလဲဆုံးဖြတ်ဖို့နဲ့ဆုံးဖြတ်တဲ့အတိုင်းစီးပောင်ချဖို့ကကိုဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။